ခုတခါတော့တရုတ်နိုင်ငံကိုရေနံနဲ့သဘာဝတန်းငွေရောင်းချဖို့အတွက်ပိုင်လန်းသွက်တမ်းမှုကြောင့်သဘာဝပေါင်းရင်ပျက်စီးပြီးဒေသခံတွေမြေယာအသိမ်းခံနေရတဲ့အကြောင်း RFA ဆောင်းပါရှင်နေတံမောင်ရဲ့တင်ပြချက်ကိုထုတ်လွှင့်ပေးပါပါခင်ဗျာရခိုင်ပြည်နယ်ကြောက်ဖြူရေနံစိတ်ကန်းကနေတရုတ်နိုင်ငံယူနန်ပြည်နယ်ထိဆက်သွယ်ထားတဲ့ရေနံနဲ့သဘာဝတန်းငွေပိုင်လန်းဖောက်လုပ်မှုကြောင့်ထိခိုက်နစ်နာသွားသူတွေကိုရောကျေးပေးလှုပ်ဆောင်နေတယ်လို့ South East Asia Gas Pipeline Company Limited ကရန်ကုန်မြို့မှာသတင်းမီဒီယာအချို့ကိုပြောဆိုခဲ့ပါတယ် ပိုက်လိုင်းစီမံကိန်းအတွက်မြေယာတွေတင်ယူမှုကိုယာကြည်နဲ့အမြဲတမ်းဆိုပြီးနှမျိုးခွဲခြားတင်ပိုက်ပြီးမြမရင်နံနဲ့တဘာဝတငွေလုပ်ငန်းနဲ့တိုင်ပင်ပြီးတင်ယူတာဖြစ်ပါတယ်။တင်ယူသမျှ90ရာခိုင်နှုန်းကိုရောကြီးပေးပြီးသားဖြစ်တယ်လို့အဲ့ဒီကုမ္ပဏီကထုတ်ပြန်တဲ့ဈေးတွေထဲမှာဖော်ပြပါတယ်။ဒီပိုက်လိုင်းတွေဖြတ်တန်းရာပြည်내တိုင်း၄ခုထဲကမန္တလေးတိုင်းပြည်ဦးလွင်ကကြေးရွာတွေမှာတော့ရောကြီးငွေမရရှိကြပါဘူး။ပိုက်လိုင်းတွေဖောက်လို့မှုကြောင့်ဖုံးတော်ကြီးចောင်းတာကရေထွက်ကနန်းကြီး ပျက်စီးသွားခဲ့တယ်လို့ဆရာတော်ကမှိန်ပါတယ်။ Damn Berlin ကဖောက်သွားတာဘုန်းကြီးရေတွက်ကဏ္ဍကြီးကိုဖျက်ပြီးတော့ဖောက်လိုက်တဲ့အကြောင်းရေတွက်ကြီးကပျက်စီးသွားတယ်။အဲ့လိုပျက်စီးသွားတဲ့အကြောင်းကြောင်ဘုန်းကြီးကြောင်နဲ့ဒီနေ့ဝိုးရီသွားနေတာ။တောင်ကြလို့ရှိရေအတွက်အလုံးကအဆင်ပြေနိုင်စရာအကြောင်းရှိတော့။ပိုက်လိုင်းဖြတ်တန်းဖောက်လုပ်တဲ့လမ်းတစ်ချောင်းတစ်ချောင်းမှာသာသနာနယ်မြေတွေဇီဒီပထိုးတွေစာသင်ကျောင်းတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်တွေရှိပါကလုတ်ကင်းအောင်ရှောင်ကွင်းရမယ်လို့ဆိုပေမဲ့လက်တွေ့မှာတော့ဖုံးတော်ကြီးကြောင့်လည်းရေထွက်ကနန်းကြီးကတော့ပျက်စီးသွားခဲ့ပါပြီ။အဲဆုံးရှုံးမျက်နှာမှုတွေကအနံ့အပ်ပေတရာဒီလိုရှေ့လက်ဖြိုက်ပါ။ဒါပေမဲ့သူတို့ပေတရာလို့တတ်မှတ်ပြီးတော့သူတို့ဒီဖက်ဖူးကြီးတွေကအလေကောင်းနေသွားပြီးတော့ဟိုတန်းကပိုက်လိုင်းရဲ့ရေနံပိုက်လိုင်းရဲ့ပိုက်လိုင်းတစ်ခုတော့ကဒီပေတရာရဲ့ နေကုန်ပေါ့နော်အေရိယာနဲ့စမှာထားပြီးတော့ညီဒီကော်ထုတ်လိုက်တဲ့ခါကျတော့ပေတရာရဲ့အပြင်ဘက်ကိုပေ၄၀လောက်တစ်ဖက်တစ်ဖက်ကြီးတော့ပေ၈၀လောက်ကထိခိုက်သွားတယ်တချို့ကြတော့ဒီစတော်ဘယ်ရီခင်းတွေအဖုတ်ခံရရတယ်တချို့ကြတော့ဂျုံငင်းတွေဖုတ်ခံရရတယ်ဒါလားဒါတွေသူတို့နစ်နာသွားတယ်နောက်တစ်ခုဒီပိုင်လင်းကြီးနဲ့တွေ့တူးလိုက်တဲ့အတွက်မြေပုံကြီးနှစ်ခုဘေးမှာချလိုက်တဲ့အတွက်ဟိုလည်းအထက်ကနေပြီးရေယူရတဲ့အောက်ကလေချမ်းကြီးကရေမရတော့ဘူး ခုနလားလောက်အတွင်းမှာအဲ့ဒီအောက်ဘက်မှာရှိနေတယ်ဘယ်ကွက်ဒီခြံကွက်ဒီကဘာမှဆက်ကြည့်လို့မရတော့အဲနောက်တစ်ခုသူတို့ပေးတရားလာပြောတာသူတို့ဒီဘုရားကြီးတွေနောက်တစ်ခုဟိုဘာကမလဲဟိုဘက်ဖိုးကြီးတွေဟာဟိုဖြတ်ဝင်နေတဲ့နေရာဖြတ်ဝင်တာသူကဖြစ်ဖြစ်ပုံမှာဂျားတွေကနေဖြတ်ပြီးတော့သူတို့ဟိုအနိစ္စဆုံးဖြစ်အောင်ဖြတ်ဝင်တာလည်းရှိတယ်အဲ့ဒီကိစ္စတွေတွေ့လို့ဘယ်တောင်သူကောင်မှလည်းဟိုလာအတိပေးတာမရှိတယ်လို့ခွင့်တောင်းတာလည်းမရှိဘူး အဲအဲ့ဒီကိစ္စတွေအတွက်လေဒီတရုတ်တွေနဲ့လောက်ရတာဒေသခံတွေကတော်တော်ပြင်းမှန်းနေကြတယ်စိတ်လည်းညစ်နေကြစီမံကိန်းညာတည်ယူရတဲ့မြေတွေထဲမှာမြေယာနဲ့တင်းနံဆိုင်ကင်းတွေပါဝင်နေခဲ့ရင် ကာလပေါက်စည်းအတိုင်းရောကြီးပေးဆောင်ရမယ်ဆိုတဲ့စီကံတွေရှိပေမဲ့အောင်ချမ်းသာကျွရအုပ်စုနေတောင်သူတွေကတော့အဓမ္မတည်ယူခြင်းကိုခံစားနေကြရပါတယ်ဒီဘိုးကကျွန်တော်တူတော်ရှိတာနဲ့နမှုရတာဗျာဟုတ်နေနမှုရှိရသောကြိုးရခဏိုင်းဖြူရခဏိုင်းပါသွားရဲ့ ဒီဒုက္ခနေလို့ရေခါစုံမှတူပါတယ်ကျွန်တော်အဲ့ဒါဖုတ်ပြတယ်ဒီဒီလေးကြတဲ့ရေကိုတစ်စက်မှလည်းမလာတော့ဘူးဥပ္ပိရဲ့အချက်မှမိသူမိဝါတူတူအောင်မှမရှိဘူးလို့ပြောထားတဲ့စကားတိုင်းဆိုရင်ကျွန်တော်တို့ထောက်ကြစရာအကြောင်းမရှိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့ကဥပ္ပိအချက်မှခွာပြီးထိုင်စီထားတဲ့အာနာရှင်ကြီးရှိနေသေးတယ်ဆိုတော့အေးအာနာရှင်ကြီးကအဲ့ဒီညောင်ကောင်ကောင်နေ ထောင်ပန်းနေနေချလိုက်ပါလို့အမိန်ပေးလို့တရားသူကြီးအေးအမိန်ကိုနာခံပြီးတော့များကျွန်တော်ထောင်ချမယ်ဆိုတော့ကျွန်တော်မမျောလင့်စရာအကြောင်းကြီးအများရှိတာပေါ့ဗျာဘာမှမရှိတဲ့တောင်သူဆင်းရဲသားတွေကိုအချက်ကအာနာပိုင်အဖွဲ့အစည်းကအာနာနဲ့ချုပ်ချယ်တယ်လုပ်ငန်းရှင်တွေဒနာရှင်တွေကပစ္စည်းဥစ္စာနဲ့ဖိနှိပ်တယ်ကျွန်တော်တို့ဘက်မှာပဲအပြစ်ရှိတယ်သူတို့တိမ့်စီးတဲ့ပုံကိုယ်ရောတိမ့်စီးပြီး အဲ့မှာလုတ်ခိုင်စားတောင်းနေကြတဲ့လုပ်ငန်းရှင်တွေကသူတို့မှအပြစ်မရှိဘူးလို့ပဲသူတို့ထင်နေကြတယ်ဥပဒေအရတော့တစ်ဖက်စောင်းယူလို့ကျင်တော့ထင်တယ်။ဟူးနေလင်းအောင်ဟာသူနေထိုင်ရာတက္ကံကြောင်ကုန်းကြီးရွာကတောင်သူတယောက်ဖြစ်ပြီးအစိုးရအာဏာပိုင်တွေက သူ့လေတွေကိုတင်းယူထားပါတယ်။၂013ခုနှစ်မှာအပြစ်တိဆောက်မဲ့ဒီပိုက်လိုင်းစီမံကိန်းတိဆောက်မှုဟာအတော့ကိုခီးရောက်နေတာဖြစ်ပြီးမြေယာတင်းစီမှုတွေအထမရွှေပြောင်းမှုတွေဆက်လက်ပေါ်ပေါက်နေစေဖြစ်ပါတယ်။ နောင်ဘက်ဘုန်းကြီးတို့စွရင်ပေါ့ဟိုသူကပိုင်လိုက်နှစ်ခုကပေ50တောက်အကျယ်ဝန်းရှိသေးတာဟုတ်အဲအဲ့ဒါကြီးကိုနောက်တစ်ချိန်မြန်ကားလန်းတို့ယထာလန်းတို့တရုတ်ကပေါ့သူ့အတွက်အသုံးပြုဦးများလုပ်ရင်ပေါ့ဘုန်းကြီးတို့ဟုတ်လားဘယ်လိုလုပ်များလမ်းတွေသွားရပါမလဲပေါ့နော်ဟိုစွရင်ကြီးတာပေါ့တရုတ်ကခုမြေကြီးလေးတူတာတောင်မှသူတူထားတဲ့နေရာမှာဟုတ်လားအလန်နဲ့သူတေးဥလန်လေးစိုက်ပြီးမသွားရမလာရအကုန်လိုက်ပိတ်ထားတာတွေ့ရတာဟုတ် အဲ့ဘာမှပြောလို့လည်းမရဘူးဘုန်းကြီးတို့ဒီမှာတခါတလေတရက်နှစ်ရက်လောက်အပြင်ထွက်လို့မရဘူးပိတ်ပိတ်ရကြီးဒီထဲမှာနေနေရယခင်အစိုးရလက်ထက်ကလက်မှတ်ရေးထိုးခဲ့တဲ့စာချုပ်တွေနဲ့ဥပဒေချိုးဖောက်မှုတွေကိုဒီမိုကရေစီအစိုးရတစ်လို့တတ်မှတ်တဲ့ခေတ်မှာပြည်သူတွေဟာခါကော့အောင်ခံစားနေရဆဲဖြစ်ပါတယ်